ကာစီကွန်ဘန်ကို ADN ဆက်ကနေပြီးတော့တရက်ကို9000ပဲထုတ်လို့ရတဲ့သူလည်းရှိတယ်တချို့ကတော့2000ပဲရတဲ့သူတွေလည်းရှိတာပေါ့နော်အဲ့တော့ကျွန်တော်တို့ K plat ထဲကနေပြီးတော့မှဒီ ADN ဆက်မှာငွေများများထုတ်လို့ရအောင် limit တိုးတဲ့နေအောင်ကျွန်တော်အတူတူသွားပြီးတော့ချိန်ကြရအောင်ခင်ဗျာโอเคဒါဆိုရင်တော့ကျွန်တော်အားလုံးနဲ့ K plat ထဲကိုဝင်သွားပါမယ်နော်โอเค K plat ထဲကိုကျွန်တော်ရောက်လို့ရှိရင်တော့ဒီမှာအပုံမှန်တဲ့နေရာမတူဒီမှာကျွန်တော်ကတ်လျှောက်တဲ့နေရာကိုသွားပါမယ်ဒီမှာကျွန်တော် view အားလုံးနေရာကိုပဲကျွန်တော်နှိပ်ပါမယ်နော်โอเคဒီနေရာမှာကျွန်တော်တို့ရဲ့ password နံပါတ်6လုံးကို အာရိုက်ထည့်လိုက်ပါနော်နှိပ်ထည့်လိုက်ပါပြီးလို့ရှိရင်တော့ဒီမှာဆွဲတင်ပေးပါဆွဲတင်ပြီးတော့ဒီမှာ db cut နေရာကိုကျွန်တော်နှိပ်မယ်နော်ဒါ cut လျှောက်တဲ့နေရာပဲဒါပေမဲ့ဒီမှာကျွန်တော်ဒီနေရာလေးကိုနှိပ်မယ်ပြီးလို့ရှိရင်တော့အောက်မှာဒီမှာအာ db cut နေရာကိုပဲအောက်အတန်းကိုပဲထပ်ပြီးတော့နှိပ်လိုက်ပါမယ်ပြီးလို့ရှိရင်တော့အခုထပ်ပေါ်တဲ့ဒီအောက်ဆုံးအတန်းကိုပဲထပ်မှန်ပြီးတော့နှိပ်ပါမယ်ဗျာ okay အဲ့ဒါပြီးလို့ရှိရင်တော့အခုဒီအောက်မှာအစိမ်းအောင်ကိုယ့်ရဲ့ cut ပေါ့နော်ဒီနေရာလေးကိုရောက်လာပြီဆိုတော့ဒီအောက်ဆုံးအတန်းကိုပဲထပ်ပြီးတော့နှိပ်ပါမယ်ဒီမှာ limit တိုးတဲ့နေရာတွေးပါလိုက်မယ်နော် โอเคပါကျွန်တော် limit တိုးတဲ့နေရာဒီအောက်မှာဆိုရင်အားလုံးတွေးတဲ့အတိုင်းပါပဲเนาะအဲကတ်ရဲ့ limit နေရာကိုကျွန်တော်နှိပ်ပါမယ်ကျွန်တော်တို့မနေ့ကတိုးထားပြီးသွားပြီခင်ဗျာเนาะပုံမှန်ဆိုတော့2000ပဲပြရတယ်3000ပဲပြရတယ်เนาะ ADN set လောရင်3000ပဲပြရတယ်ကျွန်တော်မှာကျွန်တော်ဒီမှာခဲတဲ့နေရာကိုနှိပ်မယ်ဒါကတော့ ADN set မှာထုတ်တဲ့ပမာဏဆိုရင်တော့ तू ကတနေ့ကို ADN set မှာ2သိန်းအထိပြီးထုတ်ထားပါတယ်အဲကျွန်တော်တို့တိုးထားပြီးသွားပြီပေါ့เนาะမနေ့ကပဲတိုးထားတာဖြစ်တယ်ပြီးတော့ဒီမှာဆိုရင်တော့နောက်ထပ်ကျွန်တော်ကအဲ့ဒါလွှဲမယ်ပေါ့ EDN set ကလွှဲမယ်ဆိုရင်တော့ကျွန်တော်မှဒီမှာတက်တန်းအထိ ဒါလွှဲလို့ရတာပေါ့နော်ဒါတော့ limit အခုဒီအဲသူအတိတ်ပြန်တင်ထားတဲ့ပုံမှာဒီကာစီကွန်ပန်က limit တွေပြန်ပြီးတော့မှများများပြန်တိုးထားပေးတာဖြစ်ပါလေခင်ဗျာနော်ဒါတော့ကျွန်တော်လွှဲတဲ့ဟာပေါ့ Indian set ကလွှဲတာဒါတော့ကျွန်တော်တို့တိုးတဲ့ဟာဖြစ်တယ်နော်အဲ့တော့အားလုံးနေနဲ့ဒါကျွန်တော်ကိုယ့်ရဲ့ limit တိုးကြည့်ကြည့်ပါနော်ရတဲ့သူလည်းရတယ်ချို့တော့သူတွေမရသေးတဲ့သူလည်းရှိပါတယ်မရလို့ရှိရင်တော့ K plat ထဲကနေပြီးတော့ဒီကာစီကွန်ဝန်တန်းတွေကိုဖုံးဆက်ကြည့်ပါနော်သူတို့အနေနဲ့ဒါအာပြောပြပေးပါလိမ့်မယ်เนาะဒါဆိုကျွန်တော်တို့အသေးစိတ်သိပါလိမ့်မယ်ဒါတော့ကတ်ရဲ့ limit တိုးရဲ့နေရာလေးပဲဖြစ်ပါတယ်အဲ့တော့အားလုံးပဲ ိုင်းလုံးကြည့်ပါမတူရသေးတဲ့သူတွေအဆင်ပြေကြမလို့ကျွန်တော်ယုံကြည်ပါတယ်ဗျာနော်အဲ့တော့ကျွန်တော်တို့ဖုန်းခေါ်မယ်ဆိုရင်လည်းဒါကျွန်တော်ဘန်ဝန်တန်းတွေကိုဖုန်းခေါ်လို့ရပါတယ်ဒီမှာဒီနေရာမှာလည်းဒါဖုန်းခေါ်တဲ့နေရာပဲနော်အဲ့တော့ကိုယ်မှာတစ်ခုခုအရေးအကြောင်းဖြစ်တယ်ဆိုရင်တော့အခု limit ကိုတိုးကြည့်လို့မရသေးဘူးဆိုရင်တော့ကိုယ့်ရဲ့ဒီကျွန်တော်ဘန်ကဘာဖြစ်တာလဲဆိုတာကိုအသေးစိတ်ဒီကျွန်တော်တွားပြီးတော့မေးမြန်းလို့ရပါတယ်ခင်ဗျာအဲ့လိုပဲအဆက်အစရေးအဆင်ပြေကြပါစီဗျာ အခုချိန်မှာတော့ကာစီကွန်ဘန်ကိုဖွေးဖို့အတွက်ဆိုတော့အရင်ကတော့လိုမျိုးကျွန်တော် passport နဲ့ဝတ်ပါမယ့်ရှိရုံနဲ့မရဘူးเนาะကိုယ့်ရဲ့စက်ရုံကတတိထောက်ခံဆိုင်နဲ့တတိတွေကိုယ်တိုင်လိုက်ဖွေးပြီးတော့ရနိုင်ပါတယ်စက်ရုံကအာမခံဆိုင်နဲ့ဖွေးမှရပါတယ်ကျွန်တော်တို့ဝန်ဆောင်မှုတွေတော့ဒီကာစီကွန်ဘန်ကိုတော့ဖွေးပြီးလို့မရတော့ဘူးเนาะအခုလက်ရှိမှာကျွန်တော်တို့ဘာဘာဖွေးလဲဆိုတော့ဒီမှာ ကုန်တိုင်းပန်ဖြစ်ပါလေခင်ဗျာလက်ရှိကတော့ကျွန်တော်ဖွင့်ရလေတော့ကုန်တိုင်းပန်တော့ကျွန်တော်တို့နေ့စဉ်နဲ့များဝန်ဆောင်မှုပေးပါလေခင်ဗျာဘယ်လိုနေရာရလဲဆိုတော့ချွန်ပူလီနယ်ဘက်မှာဆိုရင်တော့ချွန်ပူလီဝက်ပါမေတီချွန်ပူလီဘိုင်းအောင်ကဲတုံးဘတ်စပို့အာဆိုရင်တော့ချွန်ပူလီမှာကျွန်တော်တို့နေ့စဉ်နဲ့များပေးရမရှိဖွင့်ပေးပါလေပြီးတော့ဒီဘန်ကောက်မှာလည်းကျွန်တော်တို့နေ့စဉ်နဲ့များပေးရမရှိဖွင့်ပေးပါလေအဓိကတော့ကျွန်တော်တို့ဒီဝက်ပါမေပတ်စပို့တုံးဘတ်ကျွန်တော်တို့ဝက်ပါမေနဲ့ဘိုင်းအောင်ကဲရှိတဲ့ဒီတိုင်းပေါ့နော်တက်တန်းရှိတဲ့ဒီလိုပေါ့နော်ဖွင့်လို့ရဖြစ်ပါလေခင်ဗျာအသေးစိတ်စီမံတိုက်ရိုက်လည်းရောမေးမြန်းနိုင်ပါလေဗျာ